အားလုံးပဲမင်္ဂလာမြတ်ဖဖို့ AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လီဗာပူးပိတ်သက်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်လီဗာပူးတင်ရဆိုလို့ချင်းလက်ရှိဒါပရီးမီးယားလီ2024 2025ရာသီမှာဆိုချန်ပီယံဖြစ်သွားခဲ့ပြီပေါ့နော်ကျွန်တော်တို့ဒါမူဟာမက်ဆာလာအတွက်ဒီရာသီမှာဆိုလို့ချင်းဘာလွန်ဒီယောဆုရဖို့အတွက်အကောင်းဆုံးသူကြိုးစားခဲ့ပေါ့ဂိုးတွေလည်းဒါဒီရာသီမှာဆိုဂိုးတွေလည်းတွင်းတယ်ဂိုးဖန်တီးမှုတွေလည်းပြုလုပ်ခဲ့ဒီရာသီမှာကျွန်တော်တို့ ချန်ပီယံလိရမပြုတ်ခင်ရဆိုမိုဆာလာဘလွန်ဒီယောဆူရဖို့အတွက်တစ်ပြေးနေတာလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒါအခုအချိန်မှာတော့ကျွန်တော်တို့လီဗာပူးအသင်းရဆိုလို့ရှိရင်ချန်ပီယံလိရနေစောစောစီထွက်ခဲ့ရည်တော့ကာလာဘောင်းလိမှာလည်းကျွန်တော်တို့ဒါဖိုင်နယ်မှာနျူကာဆယ်ကိုရှုံးနေပြီးတော့ဒါဖလာမရခဲ့တဲ့အတွက်ဘလွန်ဒီယောဆူရဖို့အတွက်တော့ယာကိုင်တော့နေဝိုင်ဘလူးဒါကြောင့်မို့လို့ကျွန်တော်တို့ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒါသူ့အနေနဲ့ ရှေ့ဖနက်ရဖို့အတွက်တေချာလောက်ရှိသွားပါပြီကျွန်တော်တို့မူဟာမက်ဆာလာဆိုလို့ရှိရင်အခုတိုတယ်တွင်းကိုအစ်စ်ကောဆိုလို့ရင်ဒီယာဒီမှာပြိုင်ပွဲစုံမှာ96ကိုရှိထားတဲ့အတွက်ကျွန်တော်တို့ဟိုနောက်ထပ်လက်ကျန်၄ပွဲမှဆိုလို့ရင်သူ့အနေနဲ့၄ကိုလောက်ဂိုးပတ်ဝင်ပတ်သက်မှုရောဂိုးသွင်းမောက်ဂိုးသွင်းမောက်၄ကိုလောက်ထပ်ရခဲ့မယ်ဆိုဂိုး60လောက်သူရနိုင်တယ်ပေါ့နော်ရနိုင်တဲ့အတွက်ပရီးမီးယားလိမှာတော့ကျွန်တော်တို့ဒါရှေ့ဖနက်စုရဖို့တော့တော့တေချာသွားပြီပေါ့နောက်ပြီးတော့ဒါဥရောပ ရှေ့ဖနက်စုရဖို့အတွက်ဆိုလို့ရှိရင်သူအဓိကသူပြန်ရမှာတော့ကျတို့လီဝွန်ဒော့စကီးရဲ့ဘီတာယော့ကီးရဲ့နောက်တစ်ယောက်ကတော့ဟယ်ရီဂိမ်းပေါ့နော်ဟယ်ရီဂိမ်းကလည်းကျတို့နောက်ထပ်သူတို့ဘိုင်ယန်မြူနစ်ကကံရမှာဆိုလို့ရှိရင်၃ပွဲပဲရှိတော့လက်ရှိတိုတယ်မှာဆိုလို့ရှိရင်ဟယ်ရီဂိမ်းကကျတို့46ကိုတွင်လာရတဲ့အတွက်46ကိုဆိုလို့ရှိရင်ကျတို့အခုဒါနောက်ထပ်၃၃ပွဲပဲလက်ကျန်ကျန်တော့ဟယ်ရီဂိမ်းကအဲ့ဒီ၃ပွဲမှာဒီ license နဲ့ပွဲမှာသူပွဲပန့်ပွဲပဲ့ပြစ်ဒဏ်ကြာခံရ ဘာကြောင့်လဲတော့ကျွန်တော်တို့လည်းမသိဘူးเนาะအနီကက်ထိလို့လည်းဘာဖြစ်လို့လည်းမသိဒါကြောင့်မို့လို့ကျွန်တော်တို့ဒါဟယ်ရီကိန်းအောင်တော့မိုဟာမက်ဆာလာအနေနဲ့ကျော်ဖို့အတွက်အခွင့်အရေးအများကြီးရှိတယ်နောက်ပြီးတော့လီဗွန်ဒေါ့စကီပေါ့เนาะလီဗွန်ဒေါ့စကီကလက်ရှိမှာဆိုတိုတယ်ဂိုး90သွင်းထားရောဂိုးသွင်းတာ25ဂိုးနဲ့ကျန်တဲ့25ကျင်းရတော့ဖန်တီးတာပေါ့ကျွန်တော်တို့ပြန်ပွဲစုံမှာဆိုလို့ချင်းအဲ့ဒီမှာလီဗွန်ဒေါ့စကီကလည်းကျွန်တော်တို့ဒဏ်ရာရရတော့ဘယ်နှပွဲလွဲမလဲတော့မသိဘူးเนาะသူတို့ဘာစီလိုနာကကျွန်တော်တို့ဆီမီဖိုင်နယ်တက်သွားတဲ့အတွက် သူ့အနေနဲ့ဒါချန်ပီယံလိရောစပိန်လာလီဂါရောဆိုအနည်းဆုံး9ပွဲလောက်ကံပူအတွက်ရှိတယ်။သူဘယ်နှပွဲလောက်နားရမလဲတော့မသိဘူးဗောနော်လီဝန်ဒေါ်စကီကကျွန်တော်အအဲ့အကြောင်းမလို့လီယွန်ဒေါ်စကီတွက်လဲစိုးရင်တရားမရှိဘူး။ဘီတာယော့ဂီယက်ကတော့လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့တိုတယ်ပေါင်း59ဂိုးကိုအတွင်းဂိုးက38ဂိုးနဲ့ကျန်တာကဂိုးဖန်တီးမှုနှစ်ခုပေါင်း59ဂိုးဖြစ်တဲ့အတွက် ပီတာယိုကီရဲ့အလောက်ထိစိတ်ပူစရာမလိုဘာလို့လဲဆိုတော့ Sporting Lisbon အတင်းအားဆိုလို့ရှိရင် Portuguese League ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီ Premier League တို့ဒီထိပ်တန်းဥရောပရဲ့ League 5ခုနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတခြား League တွေကအဆင့်တန်းခုกว่าခြားနေတဲ့အတွက်အမှတ်ပေးတာနဲ့ကွာဟမှုရှိတယ်ဗောနော်ဒါကြောင့်မို့လို့ကျွန်တော်တို့ Mohamed Salah ဆိုလို့ရှိရင်ဥရောပ Championship ရဖို့အတွက်ကိုတခြားတလောက်ညီပါရှိဗောနော်နောက်ထပ်၄ပွဲမှာတော့ကျွန်တော်တို့ ဂိုးပောင်းဝင်ပတ်သက်မှု၄ဂိုးလောက်ဒါရှိခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါဂိုးပောင်းတိုတယ်ပေါင်း60လောက်ရသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဥရောပရှေ့ဖနက်စုရောပရီးမီးယားလိရှေ့ဖနက်စုရောရဖို့တော့အခွင့်အရေးတွေရှိပါတယ်။နောက်ထပ်လက်ကျန်၄ဘွဲမှာလည်းမိုဟာမက်ဆာလာဂိုးသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်။သူအခုဆိုလို့ရှိရင်ပရီးမီးယားလိချန်ပီယံဖြစ်သွားတဲ့အတွက်မိုဟာမက်ဆာလာဆိုလို့ရှိရင်စိတ်သက်ပြင်းပြတယ်။နောက်ပြီးတော့ ီ player အတင်း player တွေကလည်းမိုဟာမက်ဆာလာကိုသွင်းနိုင်မှုအတွက်ကိုသူတို့အနေနဲ့ဝိုင်းဝန်းပန့်ပူပေးတယ်ဆိုတာလည်းကျွန်တော်တို့စပါးနဲ့ပွဲမှာတော့လည်းမြင်တွေ့ခဲ့ရတယ်မဟုတ်လားဒါကြောင့်မို့လို့ကျွန်တော်တို့မိုဟာမက်ဆာလာကိုဘလွန်ဒီယောဆုမရဘူးဆိုရင်တော့ဥရောပရှေ့ဖနက်ဆုတော့ရစီကျင်တယ်ပေါ့နော်ညီကိုအနေနဲ့ရောဘလို့ထင်မြင်ယူဆကြတယ်အားလုံးပဲ comment မှာမှတ်ချက်ပေးရောက်ပေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ